။ရုတ်ထိုင်းတန်မန်ဆက်စပ်ရေး၂90ပြည့်အထိမ်းအမှတ်ဖြင့်ထိုင်းပြည်မဟာဝစီယာလောင်ကွန်းဟာဒီယိုနိုင်ငံကိုကြာသပတေးနေ့မှာဒီယိုဝင်လေပဲခီရောက်ရှိနေပါတယ်။ဒါဟာ1995ခုနှစ်နောက်ပိုင်းထိုင်းနိုင်ငံရဲ့ဘီရင်တစ်ပါးအနေနဲ့ဒီယိုနိုင်ငံကိုပထမဆုံးကျင်ဒီယိုဝင်သွားရောက်တဲ့ခီးစဉ်ဖြစ်ပါတယ်။ဒီယိုဆိုရမီဒီယာတွေကတော့ထိုင်းပြည်နဲ့စပိန်ပြည်တို့ရဲ့ဒီခီးစဉ်တွေကိုအကြီးအကျယ်ပုံဖော်နေပါတယ်။ဒါဟာဒီယိုနိုင်ငံကငြိမ်ချစိတ်ချရတဲ့မိတ်ဆွေဖြစ်ကြောင်းနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အခွန်တိုးမြှင့်မှုတွေကြောင့် ဖြစ်ပေါ်နေတဲ့စီးပွားရေးမတည်ငြိမ်မှုတွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်ကြောင်းကြားတတ်လိုက်တာလို့ဆိုပါတယ်ဒီစည်းစင်ဟာအမေရိကန်ဩဇာလွှမ်းမိုးမှုတည်တည်တသာကြာဆင်းနေချိန်တရုတ်နိုင်ငံဒေသတွင်းအရေးပါမှုကိုထပ်မံအတည်ပြုလိုက်တာပဲလို့ Berry အခြေဆိုင်ပညာရှင်တူဖြစ်သူ Julia Lowes ကသုံးသပ်ပါတယ်အချိန်ကစီးရေးတိုက်ပွဲကာလမှာကွန်မြူနီဝါရောက်ကိုဆန့်ကျင်တိုက်ဖြစ်ဖို့အမေရိကန်နဲ့ခိုင်ခိုင်မာမာမဟာမိတ်ဖွဲ့ခဲ့တဲ့ထိုင်းနိုင်ငံဟာတရုတ်ကိုချိန်ချောက်မှုတစ်ခုအဖြစ်ရှုမြင်ခဲ့ပါတယ်ဘီယင်ဘူမီဘောကိုယ်တိုင် ဘေကျင်းရဲ့ဖိတ်ကြားချက်တွေကိုလက်မခံဘဲအမေရိကန်ကိုသာတွားရောက်ခဲ့တာကသမိုင်းသက်သေပါပဲ။ဒါပေမဲ့အခုခါကတော့အခြေအနေတွေပြောင်းလဲသွားပါပြီ။တရုတ်ဟာထိုင်းနိုင်ငံအကြီးဆုံးကုန်သွယ်ဘက်နိုင်ငံအဓိကယင်းနှိမ့်မြှုပ်နှံသူဖြစ်လာခဲ့ပါတယ်။ထရိုင်လိုရဲ့တွေကြောင့်အမေရိကန်ဟာယုံကြည်စိတ်ချရတဲ့မဟာမိတ်တဦးဖောက်တော်ဘူးဆိုတာထင်ရှားလာတဲ့အချိန်ထိုင်းနိုင်ငံအတွက်တရုတ်နဲ့ထိထိရောက်ရောက်ဆက်ဆံမှုကပိုပြီးအရေးကြီးလာတယ်လို့ဒန်ဒန်ချီဆိုင် SOAS တရုတ် Institute ရဲ့ Director Professor Steve Chan ကပြောပါတယ်။ ဒီမှာချီချင်းဖြင့်ကတော့ဒီတွေ့ဆုံမှုမှာနိုင်ငံချိတ်ဆက်မဲ့ရထားလမ်းစီမံကိန်းလို့အဓိကစီမံကိန်းကြီးတွေမှာပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့တဲ့ထိုင်းနိုင်ငံကစိုက်ပျိုးရေးထုတ်ကုန်တွေကိုတရုတ်နိုင်ငံကပုံမှန်သင်သွင်းနိုင်ရေးကိုအလေးပေးဆွေးနွေးခဲ့တယ်လို့စင်ဝါသတင်းဌာနကဖော်ပြပါရတယ်။ဒီအုပ်စိုးရမီဒီယာတွေကတော့လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကလေးကတရှိခဲ့တဲ့နိုင်ငံကုန်သွယ်ရေးသမိုင်းကိုကိုးကားပြီးနာဂတ်ဆက်ဆံရေးကိုအဲ့ဒီပေါ်မှာတိဆောက်တင်တယ်လို့យေတာနေကြပါရတယ်။ထိုင်းမြေဒီခင်းတွေဟာ နေ90ပြည့်အထိမ်းအမှတ်ခီးစဉ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေအမေရိကန်ရဲ့ဩဇာကြာဆင်းနေခြင်းတရုတ်နိုင်ငံရဲ့စီးပွားရေးရာရောမဟာဗျူဟာမြောက်ပိုင်းပုံမူနီးကပ်ပူးပေါင်းဆောင်ရွက်မဲ့ထိုင်းနိုင်ငံရဲ့နိုင်ငံသားရေးမူဝါဒအလှည့်ပြောင်းတစ်ခုကိုတရားဝင်ကြေညာလိုက်တာပဲဖြစ်ပါတယ်။